ဘင်္ဂလားဒေ့ရွေးကောက်ပွဲကော်မတီ PEC ကဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာရဲ့အဝါမီဂလီပါတီကိုမှတ်ပုံတင်ခွင့်ဆိုင်ငံ့ခဲ့တယ်လို့ India Express ကဖော်ပြခဲ့တာပါ။ဒါကြောင့်လာမယ့်အထွေထွေရွေးကောက်ပွဲမှာတော့အဝါမီလစ်ပါတီရဲ့ဝင်ရောက်ရှင်ပြိုင်ခွင့်ကိုထိရောက်စွာတားမြစ်နိုင်ခဲ့တာပါ။ငင်းကြဲရေးနိုဘယ်ဆုရှင်မိုဟာမက်ယူနိုဦးဆောင်တဲ့ယာယီအစိုးရအဖွဲ့ဟာအစံဖတ်မှုတိုက်ဖြတ်ရေးအဥပဒေအောက်မှာ အဝါမီလီပါတီရဲ့လှုပ်ရှားမှုအလုံးကိုတမ်းမြစ်ခဲ့ပြီးတဲ့နောက်ရွေးကောက်ပွဲကော်မရှင်ရဲ့ညင်ညာချက်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။အမျိုးသားလုံခြုံရေးချင်းချောင်းမှုတွေ၊ယာနဲ့ချီတဲ့ဆန္ဒပြသူတွေတိုက်စုံမှုနဲ့ပတ်သက်ပြီးအဝါမီလီပါတီရဲ့ထိပ်သီးကောင်းဆောင်တွေကိုစိတ်ရဆွေးမှုတွေနဲ့စုံစမ်းစစ်ဆေးနေမှုတွေကြောင့်ပါတီရဲ့လှုပ်ရှားမှုတွေကိုတမ်းမြစ်ပိတ်ပင်ခဲ့တာဖြစ်တယ်လို့ကြားဖြတ်အဆိုရကပြောကြားခဲ့တာပါ။အဝါမီလီပါတီအပါအဝင် ဲ့ဒီပါတီနဲ့ဆက်နွယ်တဲ့အဖွဲ့အစည်းတွေရဲ့လှုပ်ရှားမှုအလုံးကိုပိတ်ပင်တဲ့ကြည်တရေးဝန်ကြီးဌာနရဲ့ဆုံးဖြတ်ချက်နဲ့အတူရွေးကောက်ပွဲကော်မရှင်ဟာအဝါမီလီပါတီရဲ့အမှတ်ပုံတင်မှုကိုဆိုင်ငံ့ဖို့ဆုံးဖြတ်ခဲ့တယ်လို့ရွေးကောက်ပွဲကော်မရှင်အတွင်းမှချုပ် အက်တာအမတ်ကပြောကြားခဲ့တာဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ရွေးကောက်ပွဲဥပဒေတွေအရနိုင်ငံအတွင်းရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မဲ့ပါတီဟာရွေးကောက်ပွဲကော်မရှင်မှာမှတ်ပုံတင်ဖို့လိုအပ်တာပါ။ဘင်္ဂလားဒေ့ရှ်မှာဆယ်စုနှစ်နှစ်စုကျော်ကြာအုပ်ချုပ်ခဲ့တဲ့အာဝါမီလိပါတီကိုဆိုင်းငံ့လိုက်တာဟာနိုင်ငံအတွင်းပြုလုပ်မဲ့ဘယ်ရွေးကောက်ပွဲမှမဆို ဝင်ရောက်ရှင်ပြန်ခွင့်ကိုတရားဝင်ပိတ်ပင်လိုက်တာဖြစ်ပါတယ်။ဇောင်းအဝမီလီပါတီရဲ့မှတ်ပုံတင်မှုကိုရွေးကောက်ပွဲကော်မရှင်ကပြန်လည်ခုမပြုမီအချိန်အထိအဝမီလီပါတီဟာရွေးကောက်ပွဲဝင်ခွင့်မရှိဘဲနဲ့ဆိုင်ငံခံထားရမှာပါ။ရွေးကောက်ပွဲကော်မရှင်ရဲ့ထုတ်ပြန်ချက်မှာတော့အဝမီလီနဲ့သူ့ရဲ့ဆက်ဆက်အဖွဲ့တွေဟာပုံနှိပ်ထုတ်ဝေမှုတွေမီဒီယာတွေမှာဖော်ပြမှုတွေအွန်လိုင်းနဲ့ဆိုရှယ်မီဒီယာမဲဆွယ်စည်းရုံးမှုတွေစီတန်းလှည့်လည်မှုတွေစုဝေမှုဒါမှမဟုတ် အစည်းအဝေးတွေပြုလုပ်တာအပါအဝင် နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုတွေမပြုလုပ်ဖို့တားမြစ်ထားပါတယ်။2024ခုနှစ်ရွေးကောက်ပွဲမှာစတုထမြောက်တပ်တန်းကိုအနိုင်ရခဲ့တဲ့ဟာစီနာဟာ2024ခုနှစ်ဩဂတ်လကစူပူအောင်ကြောင်းမှုတွေအတွင်းအိန္ဒိယကိုထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီးရင်းနှုတ်ဥဆောင်တဲ့ယာယီအစိုးရကအာဏာကိုလွှဲပြောင်းရယူခဲ့တာဖြစ်ပါတယ်။